။အာဒီနေ့ငါခရဒီနဲ့ချိန်ထားရဲခေါင်းလျှော်လိုက်အောင်မယ်။ဟဲ့ညီမဆွေရှင်တော့နေလေခေါင်းလျှော်လို့မမရတဲ့ဟာကို။ဟမ်ရရင်မဟုတ်ဘူးလား။မရဘူးလေနေတော့ကေဝါမှာပေါ့။ဟဲ့နင်းလည်းမဆွေရှင်လာတဲ့အောင်လက်ပတ်တွေစားနေလေနင်းလည်းချုပ်တော့မှာပေါ့။ငါကလက်ဖက်ကအမြဲစားနေကြခေါင်းဖြူပြီးအေးဆေးပဲ။နေမဲတော့ကေမှာ။နေမဲချုပ်မှာ။နေတော့ကေမှာ။နေမဲချုပ်မှာ။ညလေခဏလေး။ တမလာလာရဲ့အချိန်မှာခေါင်းလျှော်လို့မရဘူးဆိုတာတကယ်တော့မဟုတ်ပါဘူး။ခေါင်းလျှော်ရဲ့ရေချိုးတယ်ဆိုတာခန္ဓာကိုယ်တကွေတန်ရှင်းနေဖြစ်စဉ်တွေဖြစ်တဲ့အတွက်ပုံမှန်တိုင်းလုပ်လို့ရပါတယ်။ဒါပေမဲ့ခေါင်းလျှော်ပြီးခေါင်းချောင်းတော့ပုံနည်းနည်းတွေ့တွေ့နေဖို့တော့အရေးကြီးတာပေါ့။ပြီးရင်တော့နှာရွှေရှင်းလာတဲ့အချိန်လက်ဖက်ဆိုင်ချုပ်တက်တယ်ဆိုတာလည်းတကယ်တော့မဟုတ်ပါဘူး။ ဓမ္မနာလာရဲ့အချိန်မှာခန္ဓာကိုယ်ကနေရေဓာတ်တွေရောသွေးတွေရောတန်ဓာတ်တွေကိုဆုံးရှုံးနေရဖြစ်တဲ့အတွက်လက်ဖက်တို့လက်ဖိတို့မှာပါဝင်တဲ့တန်တင်ဆွဲဓာတ်ကတန်ဓာတ်ဆုတ်ယုံမှုကိုသွားပိတ်ပါတယ်။ဒါကြောင့်မလို့ပို့ပြီးတော့လူကသွေးအားနည်းသွားနိုင်တယ်ပို့ပြီးတန်ဓာတ်အားနည်းသွားနိုင်တယ်ဖြစ်တဲ့အတွက်ဒီအချိန်မှာလက်ဖက်တွေလက်ဖိတွေကိုမစားဖို့မတောက်ဖို့ပြောရတယ်ဖြစ်ပါတယ်။ဒါ့အပြင်ဓမ္မနာလာရဲ့အချိန်မှာအပူတွေအဆက်တွေစီကျော်မှုတွေ gas ပါတဲ့ဖြောရည်တွေ alcohol တွေဓာတ်တွေရှောင်ရှားရမှာဖြစ်ပြီးတော့တကယ်စားပေးရမှာတော့အသားအငါအတီးအိပဲဖြောရည်ဆိုလဲအတီးနံကထုတ်ထားတဲ့တကယ်ဖြောတတိဖြောရည်မျိုး အသီးနှံစားပြတာမျိုးလုပ်ပေးရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့အေယိုဝအိတ်ခွာလည်းအရေးကြီးပါသေးတယ်။နောက်တစ်ခုကတခွေတန်ရှင်းနဲ့ပတ်သက်ပြီးတော့အမျိုးသမီးလှဆင်သုံးခွန်းလေးတွေကိုအနည်းဆုံး၃နာရီလောက်ကြာရင်အစ်စ်ပြန်လဲလဲပေးတာမျိုးလုပ်ပေးရမယ်။ပြီးရင်မိန်းမကိုဆက်ပြားနဲ့ဆေးတာမျိုးလက်နဲ့နှိုက်ဆေးတာမျိုးမလုပ်ဘဲနဲ့ရေအေးရေတန့်လေးနဲ့ပုံမှန်လေးဆေးပေးလို့ရပါတယ်။ဒါ့အပြင်ဓမ္မလာလာတဲ့အချိန်မှာဝေါ့ကောက်တွေမလုပ်ရအောင်အချိန်မကစားရဘူးဆိုတာလည်းတကယ်တော့မဟုတ်ပါဘူး။ဝေါ့ကောက်လုပ်ခြင်းအားဖြင့်ခန္ဓာကိုယ်ကိုလက်လှုပ်ရှားမှုလုပ်ခြင်းအားဖြင့်ခန္ဓာကိုယ်ကနေ endorphin ဆိုတဲ့ဟော်မုန်းတစ်မျိုးထွက်ပါတယ်။ endorphin ဆိုတာ pain relieving hormone မှာ ာကျင်ကြိုက်ခဲမှုတို့သဘာဝအတိုင်းသက်သာစေရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မန်ဆွေးချင်လာတဲ့အချိန်မှာဝေါကလှုပ်ခြင်းအပြင်အန်ဒိုဖင်ထွက်တဲ့တဲ့ခန္ဓာကိုယ်နာကျင်ကြိုက်ခဲမှုတွေခါးနာတာတွေပိုင်းအောင်နာတွေကိုသက်သာစေတယ်။ဒီထက်ပိုပြီးတော့သက်သာခြင်းနဲ့ဆိုရင်တော့ပါရာစီတမောလ်တို့အိုက်ဘူပရိုဖန်တို့တောက်ပေးလို့ရတယ်။ပြီးရင်တော့ရေနွေးအိတ်ကတ်တာဆေးဘူးကတ်တာခေါင်းခံပြီးမှောက်အိတ်တိုင်းနှိမ့်နေတာမျိုးလှုပ်ခြင်းအပြင်ပိုင်းအောင်နာခြင်းမှုကိုသက်သာပြောင်းခေးစေနိုင်မှာပဲဖြစ်ပါတယ်။ဒီလိုမျိုးအကျမ်းမာရင်လည်းပတ်သက်ပြီးမသေးချာမေးရတာတွေရှိတယ်ဆိုရင်တော့ခွန်ရှိရှိကုန်ကိုဖုန်းဆက်ပြီးမိ ခွန်ရှိရှိကကကျွမ်းကျင်ဆရာဝန်တွေက24နှစ်ပြည့်ရမရှိအခမဲ့ဆွေးနွေးဖြစ်ကြပေးသွားမှာဖြစ်ပါတယ်။တိလို့တမျှကျမ်းမာရေခွန်ရှိရှိကိုဖုံးဆက်မေးတိလို့တမျှကျမ်းမာရေခွန်ရှိရှိကိုဖုံးဆက်မေး